ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။စာကလေးနဲ့မဟုတ်ဆိုတီတာအစာယူပြီးသူ့ရဲ့အတိုက်စီကိုပြန်ပြီးသွားနေပါ යි ။အဲဒီချိန်တိတ်ငက်တကာသူ့ကိုတွေးသွားပါ යි ။တိတ်ငက်ကြီးကအပြင်မြစ်တပင်ပေါ်မှာထိုက်ပြီးတားကောင်ရှာနေပါ යි ။ တင်ငက်ကတီရကိုတွေ့သွားပါ යි ။အိုးတားကောင်ကိုယ်တိုင်မှောက်ဆိုးစီပြန်လာနေရပဲ။မနက်စာတော့ရပြီ။နေ့လယ်စာတော့နောက်မှပဲကြည့်စီစဉ်လိုက်မယ်။တီရာသူ့အတွင်းနဲ့သူအိမ်ကိုအေးအေးဆေးဆေးသွားနေပါ යි ။သူ့အသက်အနည်းရှိနေရဲ့ဆိုတော့ तू ကမသိရှာပါဘူး။တီရာကတိုင်ငက်နာရောက်တာနဲ့တိုင်ငက်ကသူ့လမ်းကိုဝင်ထားလိုက်ပါ යි ။ပြီးတော့တီရောက်ကိုလက်သေးရည်နဲ့ညှက်ပြီး အနားမှာရှိတဲ့တပည့်တပည့်ပေါ်ခေါ်လာပါ යි ။ဟေးစကလေးလော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 နဲ့ဖယ်ရီသွားနေရလဲ ျမကျမအိမ်ပြန်နေရပါကိုသိန်းကအခုတော့နေသွားရမယ့်နေရာနေ့အိမ်မဟုတ်တော့ငါးပိုက်ဖြစ်သွားပြီနေပေါင်းကိုသိန်းကကျမကိုမစားပါနဲ့အောင်အိမ်မှာကျမကလေးတွေကျမကိုစောင့်နေကြတယ်ကျမရဲ့ကလေးတွေဘာမှမစားရတရားနှစ်ရက်ရှိပြီကျမလည်းဖျားနေရပါအဲ့ဒါကြောင့်ကျမအစာထွက်မရှာနိုင်တာပါဒီနေ့လည်းကျမဖျားနေသေးရဲ့ဒါပေမဲ့ပဲတက်နိုင်မလဲကျမကလေးတွေအငတ်လည်းမထားနိုင်အောင်လေသူတို့ကငငယ်လေးပဲရှိသေးရဲ့တော်တော့နေ့ရစကားများလိုက်တာ အခုတော့အင်းစည်းထိုင်နေလိုက်ပြီးရင်နေ့ကိုဖြည်းဖြည်းချင်းစားပြစ်မယ်အဲ့ဒီတိုင်ငတ်ကစားကလေးကိုစားခါနေမှာအဲ့ဒီကို တခြားတိုင်ငတ်တကောင်ရောက်လာပါ යි ဟဲ့နေပေါင်းတငယ်ချင်းဘာလဲမင်းကတယောက်တည်းစားတော့မို့လားမင်းတငယ်ကျော်မိနေပြီလားငါဘိုင်ရမ်းစားနေပြီပြီးတော့ဒီစားကလေးကိုငါအရင်တွေ့ရအဲ့တော့သူ့ငါတယောက်တည်းစားမှာပြီးတော့ငါ့ကိုတငယ်ချင်းတွေဘာလဲလာမပြောနဲ့ဟိုနေ့ကမင်းတငယ်ကျော်ဘလောက်ခင်လဲဆိုတာတွေ့ပြီးပြီမင်းဖယ်နေရအကြောင်းပြောနေရလဲကိုရဲ့ဟန်ဆောင်နေနဲ့တော့ တနည်းကငါမင်းအိမ်လာသေးရဲ့အကိုကြီးဘာရီလုံနေရလဲလာငါတို့တားကောင်ကြီးကြီးသွားဖက်ရအောင်အိမ်တော့ကြတော့မင်းငါနဲ့မလိုက်ပဲနဲ့ခဏနေရောမင်းအိမ်ကိုမာယာရောက်လာပြီမင်းကိုတားကောင်ဖမ်းမခေါ်တော့မင်းကချက်ချင်းလိုက်သွားရဲ့လေအိမ်တော့ကမင်းရဲ့ခင်မင်မှုတွေဖယ်ပြောင်နေရလဲပြီးတော့ဒါကဘာမှမဟုတ်သေးပါဘူးငါအဲ့ဒါကိုစိတ်ထဲမှာထားပဲမင်းအိမ်ကိုနောက်တစ်ခါသွားခဲ့သေးတယ်ငါမင်းရဲ့အိမ်တကာခောက်တော့မင်းကမဖွင့်ပေးဘူးငါပရင်းပေါက်ကနေချောင်းကြည့်လိုက်တော့မင်းကအဲ့မာယာနဲ့အတူတူရုံတကောင်ထိုင်စားနေရလေ အခုငါဒီစာကလေးကိုဖမ်းမိရောလဲမင်းရလိုချင်သေးရဲ့လားဒီကနေမြ мян လက်လိုက်တော့မဟုတ်ရင်ငါအဆိုးမဆိုနဲ့ဒီငက်လေးနဲ့တူငါမင်းကိုလည်းစားပြစ်လိုက်မယ်တီတာသူတို့ရံဖြစ်နေအောင်ရက်ကြည့်နေပါတနာဖွယ်တီတာကအဲဒီကနေထွက်ပြေးသွားလို့လည်းမရပြန်မအောင်ဘာလို့လဲဆိုတော့သူအဲရနေထွက်ပြေးဖို့ကြိုးစားရင် သူအတွက်အသက်အနည်းရှိလို့ပါပဲပထမတော့တိုင်းငက်နှကောင်ကစကားများနေကြတာပါတဖြည်းဖြည်းအချိန်ပုံပြင်းလာပြီးသူတို့နှစ်ယောက်လုံးရန်ထဖြစ်ကြပါတယ် တင်းငတ်ကောင်ကအချိန်တော်ကြတဲ့အထိရံဖြစ်ပြီးမှသတိထားမိတာက သူတို့ဖြစ်ရတဲ့အကြောင်းရင်းဖြစ်တဲ့စကားလေးကသူတို့ကိုလှည့်စားပြီးထွက်ပြေးသွားပြီဆိုတာပါပဲငတ်တုံးငယ်ရဲ့မိကြောင့်ငါသားကောင်လွတ်သွားပြီဒီကနေမြင်မြန်လက်လိုက်တော့နောက်တစ်ခါဆိုမင်းကိုခွင့်မလွတ်တော့တခြားတစ်ဖက်မှာတော့တီယာကသူ့ရဲ့တော်လန့်မှုကြောင့်သူ့အသက်သူကဲပြီးအင်ကိုပြန်လာနိုင်ခဲ့ပါတယ်တီယာကအယံမော်ပြီးကြောက်လဲကြောက်နေပါတယ်အဲဒီချိန်ကလေးတယောက်ကစကားလေးကိုမေးလိုက်ပါတယ် အမေဘာဖြစ်လို့လဲအမေဘာလို့ဒီလောက်လန့်နေရလဲဘာမှမဖြစ်ပါဘူးကလေးရဲ့အမေအရင်မြင်မြန်ပြန်လာလို့ပါရော့စပားနဲ့နဲ့စားလိုက် ကလေးရီကဘိုက်စာနေရာကြောင့်အစာချက်ချင်းဝိုင်းစားနေကြပါရဲ့ကလေးတို့မြင်မြန်ကြီးပြင်းလာပါတော့အဲ့ကြမှာကို့ချီတော့ကိုရက်တီနိုင်မှာတိမ်ငတ်ကတီလာရဲ့အနောက်ကိုလိုက်ရင်နဲ့တီလာရဲ့အိမ်အထိရောက်လာပါရဲ့ဩအဲ့တော့ဒါနဲ့အိမ်မော်နေစမ်းမောင်ငါနဲ့ကိုပညာပြအောင်မေဟဲ့ဒါပါဖြစ်တာလေ ငါတိုက်ကဘာလို့ဒီလောက်လောက်နေရလဲမိုးလည်းအမ်းမသေးပါဘူးစာကလေးကပရင်းပေါက်ကနေချောင်းကြည့်လိုက်တဲ့အခါအဲ့ဒီတိမ်ငတ်ကိုတွေ့သွားပါတယ်ကျမဤကလေးတွေဆောက်ရှောက်ပြီးပါဖျားသခင်တိမ်ငတ်ကအယံစူးစားပြီးမိစာကလေးရဲ့အိမ်ကိုမဖြက်စီးနိုင်ပါဘူးဟာဒီစာကလေးကတော့သူ့အိမ်တိတိကျကျစောက်ထားတာပါလားနင်ဒီတခါတော့လွတ်သွားပြီစာကလေးဒါပေမဲ့တကြတော့လွတ်နေနိုင်မှာမဟုတ်ဘူးငါနင့်ုံတယ်မဟုတ်ဘူးနင့်ကလေးတွေကိုပါစားပြစ်မှာတိမ်ငတ်ကဒီလိုပြောပြီးတော့ထွက်သွားပါတယ် ။စာကလေးကလည်းအရန်ကိုကြောက်နေခဲ့ပါရဲ့။ငါသာတယောက်သေးတာဆိုအဝေးကိုပြေးထွက်သွားလိုက်တယ်။ဒါပေမဲ့ငါကလေးတွေကအရန်ငယ်သေးရဲ့။ငါသူ့တို့ဘယ်ခေါ်သွားမှာလဲ။ဟေးစာကလေးနောက်ဆုံးတော့ငါနင့်ကိုဖမ်းမိပြီ။အော်စာကလေးမင်းစိတ်မပူပါနဲ့။နေမရှိရင်နေ့ကလေးတွေငါကယူဆိုင်ပြီ။အခုတော့ဒီအေးအေးဆေးဆေးတိတ်လိုက်တော့ဥလေးကြီးကတာတို့ဖိုင်ရမ်းစာနေရဲ့။ပါဇက်ပိတ်ထားစမ်း။ဘာစားကြမှာမရှိဘူး။အမေအမေဖေဟာကြီး တော်တော်ဆိုးတဲ့အိမ်မက်ကြီးပါလား။စာကလေးကတညလုံးအိမ်မပြောနိုင်ပါဘူး။သူကသူ့ကလေးတွေကိုအရန်စိတ်ပုံနေခဲ့ပါရဲ့။မနက်မိုးလေးနဲ့ကာတီတာအစာရှာဖို့အပြင်ထွက်ခါနီးမှာတိမ်ငတ်ကအပြင်တပြင်ပေါ်ကနေသူ့ကိုစောင့်နေရတွေးလိုက်ပါရဲ့။သူ့အပြင်ထွက်တာနဲ့သူ့ကိုစားပစ်ဖို့စောင့်နေရပါ။တီတာကလည်းချက်ချင်းတကောက်ပြန်ပိတ်လိုက်ပါရဲ့။တောင်ရက်လောက်ကြာတဲ့အထိအဲ့ဒီတိမ်ငတ်ကအခုထိအပြင်တပြင်ပေါ်ကနေတီတာကိုထိုင်စောင့်နေရောမှာပဲ။တီတာကလည်းပရင်းပောက်ကနေချောင်းကြည့်လိုက်ပါရဲ့။ဖျားကြီး ကျမဘာလုပ်ရတော့မလဲကျမကလေးတွေဘာမှမစားရသည်ရသုံးလျက်တောင်ရှိပြီပိုတဲ့အစာတွေလည်းကုန်သွားပြီကျမအဖြစ်ဘလို့ထွက်ရတော့မလဲအဲ့ချင်းကြီးကန်းကတီရာရဲ့အိမ်ရှေကိုရောက်လာပါတယ်တီရာဟေးတီရာရေတကားဖွင့်မအောင်ငါပါမဲလုံးတီရာကတကားကိုဖွင့်ပေးလိုက်ပါတယ်အထဲမြမြန်ဝင်လာပါကိုမဲလုံးဘာဖြစ်လို့လဲတီယာနေပါလို့တလောက်တောင်လန့်နေရလဲတီယာကမဲလုံးကိုအเจ้าရအောင်ပြပြလိုက်ပါဖေဟိုင် ဒါတကယ်ကိုပြဿနာအကြီးကြီးပဲမဲလုံးကခဏလောက်စဉ်းစားနေပါသူလည်းဘာမှနားမလဲတော့ပါဘူးနေလုံးဝစိတ်မပူနဲ့နော်တီယာဒီနေ့အစပြီးနေ့တိုင်းကနေ့အတွက်အစာယူလာခဲ့မယ်မဟုတ်ဘူးလေကိုမဲလုံးရဲ့ရှင်ပဲချင်းတိဒီလိုတွေလောက်ပြီးနိုင်ပါလေတချိန်ချင်းတော့ကျမအိမ်ထဲကနေအပြင်ထွက်ရမှာပဲလေကျမသူ့ကိုကြောက်ပြီးအိမ်ထဲမှာပုန်းနေမယ်ငှက်မျိုးတော့မဟုတ်ပါဘူးအဲ့တော့နေကဘလို့ဖြစ်ချင်တာလဲကျမစီမှာအကြံတစ်ခုရှိရယ်ကိုမဲလုံး ျမလည်းရှင်လာမောင်စောင့်နေရဘာကြံလဲမြ мян ပြောပြတီယာကမဲလုံးကိုသူ့ရဲ့အကြံစီကိုပြောပြလိုက်ပါတော်လိုက်တာတီယာရဲ့ဒီကျန်းအရန်ကောက်နာပဲငါဒီကိစ္စမှာအသေးချာပေါက်နေကိုကူညီပေးမှာပါမဲလုံးကတီယာရဲ့အိမ်နေရာနေထွက်သွားပါတိမ်ငက်ကမဲလုံးတီယာရဲ့အိမ်ကနေထွက်လာတာတွေ့လိုက်ပါပြီးတော့တိမ်ငက်ကမဲလုံးတားလိုက်ပါနေပေါင်းကောင်းလေးရဲ့လော်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 နဲ့ဘဲသွားမို့လဲငါကငါဘဲသွားတော့ပေါ့နင်းနဲ့ဘာဆိုင်လို့လဲဟဲ့ နင်းကတော်တော်ရိုင်းလာကြည်လားပြောပါနင်းအိတ်စာကလေးရဲ့အိမ်မှာဘာလုပ်နေရလဲနင်းသူနဲ့တည်လားသွားဆက်မှာငါအိတ်စာကလေးမသိဘူးငါသူ့ကိုငါတခင်ပေးခံလိုက်တဲ့အမိတ်လာပေးရဒီနေ့ညနေတခင်အသူ့ကိုစားတော့မှာတင်းငက်ကတွေ့ဝေသွားပါရင်ငါဒီတော်ရဲ့ဘယင်ပြီးတော့အိတ်စာကလေးကငါရဲ့တကနင်းကနင်းရဲ့တခင်ကိုသွားပြောလိုက်တခြားတကောင်ရှာလိုက်ပါလို့အဲ့ဒါဆိုငါတခင်ကိုနင်းကိုယ်တိုင်လာပြောလိုက်ပါလားဘယ်မှာလဲနင်းရဲ့တခင်ကလာအခုသွားရအောင် ဲ့ဒါဆိုငါနောက်ကလိုက်ခဲ့မဲလုံးကတိုင်ငတ်ကိုဒေါထူရဲ့နေရာခေါ်လာပိုင် ပြီးတော့အပင်ကြီးကြီးတပင်နာမှာရက်လိုက်ပိုင်တခင်သူ့ဟာတခင်နဲ့တွေ့ကြလို့တဲ့ဘသူလာလဲနမဲပြောစမ်းကျွန်တော်ကဒီတော်အုပ်ရဲ့ဘရင်ပါပြီးတော့နေဒီနေ့ညနေစားမယ်ဆိုရယ်စာကလေးကငါရဲ့သားကောင်ပဲနေတခြားသားကောင်ရှာလိုက်ပါအခုငါဒီတော်အုပ်ရဲ့ဘရင်ပဲပြီးတော့နေ အသက်ရှင်ခြင်းနေလင်းကောင်ဘရင်လို့သတ်မှတ်ရမဟုတ်ရင်အလကားနေမင်းအသက်ဆုံးရှုံးရလိမ့်မယ်အမလီငကြောက် ဘာလို့အပေနောက်မှာ꿰ပြီးစကားပြောနေရလဲတတိရှင်အရှိထွက်ခဲ့စမ်းထိတ်တိုက်စကားပြောရမီးရငောင်းစိန်ခေါ်ရဲတယ်ပေါ့အဲ့မှာပဲနေမီးရအခုပြမယ်တီတာအရွက်တွေနဲ့ထင်းတွေတုံးပြီးသင်္ကန်းအတုတကောင်လှုပ်ထားတာပါအခုကညအချိန်ဖြစ်တဲ့အတွက်ကြောင့်တီတာအရုပ်ကိုကျုံးနေချီပြီးပါးစပ်နဲ့ကြိုက်ထားတာပါပြီးတော့သင်္ကန်းစစ်ကိုတိုက်ခိုက်ပိုင်းသိင္ကကအမောင်တဲကသိင္ကအတုကြီးကိုတွေ့ရနဲ့လန့်ပြီးထွက်ပြေးသွားပါရင်သိင္ကထွက်ပြေးသွားရနဲ့တီတာကအပြင်နောက်ကနေထွက်လာခဲ့ပါရော ကျမအေဂျင်စီကဘလို့နေလဲကိုမဲလုံး။ကဲအခုလိုမျိုးစိတ်ဝင်စားစရာငှက်ကတုံပုံမြင်လေးတွေကိုကြည့်ချင်နေဆိုရင်တော့ကျမရဲ့ channel လေးကို like and subscribe လုပ်ထားပြီးရောဇလံတစ်လေးတွေတင်နိုင်သိရှိနိုင်အောင်လဲပုံမြင်တစ်လေးတွေတင်နိုင်သိရှိနိုင်အောင်လဲဗီနာနိုတီခါလာလေးကိုနှိပ်ထားပေးကြပါအောင်ရှင်။ကျေးဇူးတင်ပါတယ်။ဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြပါမယ်နော်။